Hello. Welcome to Green Memo. အစိမ်းအောင်မှတ်စုကနေပြန်လဲကြိုဆိုပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်အကြောင်းအရာရဲ့ခေါင်းစဉ်လေးကိုပြောပြချင်ပါတယ်။နားဆင်နေသောမိတ်ဆွေများအတွက်ပြင်ဆင်ထားတဲ့ခေါင်းစဉ်လေးရတော့ကြီးမြတ်သောပညာရေးဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါလေခင်ဗျာ။ နားဆင်ကြည့်ကြပါဦးလူသားတယောက်အနေနဲ့ကဘာကျူပေါ်မှာအသက်ရှင်ပြီးနေထိုင်နေရတယ်ဆိုတာကတကယ်ကို အာအာတင့်စရာကိစ္စကြီးဖြစ်နေပါပြီနေဆက်ကြဝရာအထင်းမှာတက်ရှိတွေနေထိုင်လို့ရတဲ့ဂျူကဒီကဘာမြေဂျူတလုံးแท้ပဲရှိနေပါတယ် နေဆက်ကြဝရာအထက်ကတခြားဂျူတွေမှာတက်ရှိတွေရှိများရှိနေသလားဆိုပြီးတော့မှ နေဆက်ကြဝရာရဲ့အပြင်ဘက်ဂလက်ဆီဆိုတဲ့ကျေတကွန်ကြီးထဲမှာလဲစူဆန်လိလာမှုတွေလုံနေစဲပါဒါပေမဲ့ဒီနေ့အထိတော့အဲ့ဒီမှာတခြားတက်ရှိတွေရှိမနေကြဘူးဆိုတာကိုကဘာပေါ်ကလူတွေသိရှိ ထားကြပါတယ်ဒီကဘာမှာနေနေကြရတဲ့လူသားတွေအနေနဲ့မိမိရဲ့ရှင်သန်နေထိုင်ရေးအတွက်ဘာတွေကပံ့ပိုးကူညီပေးနေကြသလဲဆိုတာသိထားဖို့အရေးကြီးနေပါပြီ နေ့စဉ်နေ့တိုင်းအတွက်အဆက်မပြတ်ဝန်းရံပံ့ပိုးပေးနေတဲ့စနစ် system ကြီးတစ်ခုရှိနေပါတယ် အဲ့ဒီစနစ်ကိုတဘာဝခေဟစနစ် eco system လို့ခေါ်ကြပါတယ်အဲ့ဒီတဘာဝခေဟစနစ်ထဲမှာ လူသားတဦးကိုခန္ဓာကြီးအစွမ်းတက်သည့်ရှိနေဖို့ပြင်ဆင်ထားတဲ့အရာတွေပါရှိနေပါတယ်အဲ့ဓာတွေကတော့စွမ်းအင်နဲ့စားစရာများပါပဲစွမ်းအင်နဲ့စားစရာတွေ ပျောက်ဆုံးသွားရင်လူသားအနေနဲ့ဘလို့မှဆက်လက်ရှင်သန်သွားဖို့မဖြစ်နိုင်ပါဘူးတဘာဝကေဟစနစ်သေးကိုစွန့်အင်ကြီးတရက်ကစကြဝဠာထဲကနေဝင်ရောက်လာနေပါတယ်အဲ့ဒီစွန့်အင်ထွက်ရှိလာရာနေရာကတော့နေဆိုတဲ့ကျေတာယာကြီးပဲဖြစ်ပါတယ်နေမင်းကြီးကနေ စွမ်းအင်တွေပေါ်ထွက်လာရပါတယ်။ကဘာမြေမှာ မြင်တွေ့နေရတဲ့နေအောင်ချီအလင်းတန်းအဖြစ် နေမင်းစီကနေပြီးတော့ဆိုက်ရောက်လာနေပါတယ်။အဲ့ဒီအလင်းတန်းဟာတိရွက်တွေ အပေါ်ထိတွေ့လိုက်တဲ့အခါမှာအပင်ထဲမှာဓာတုစွမ်းအင်အဖြစ်တိုးလောင်ခြင်းခံလိုက်ရပါတယ်။အပင်တွေဟာ သူတို့တူလောင်ထားတဲ့ဓာတုစွန့်အင်ကနေအသေးအနံအပွင့်အရွက်တွေအဖြစ်ဝေဝေဆာဆာဖွင့်ထုတ်ပေးလိုက်ကြပါတယ်လူသားစုသူတွေကအဲ့ဒီအသေးအနံအရွက်အပွင့်တွေကို စားတုံးလိုက်တဲ့အခါမှာခန္ဓာကိုယ်အထဲမှာလျှက်စစ်စွန့်အင်အဖြစ်ပုံတံပြောင်းပြီးတော့ပေါ်လာပါလေရော့ လျှောက်ရှားနိုင်တဲ့အစွမ်းစဉ်းစားတွေးခေါ်နိုင်တဲ့အစွမ်းတွေအဖြစ် ဖြစ်ထွန်းလာတဲ့သဘောပါပဲဒါကိုနမူနာဖော်ပြရရင်တချင်းဆိုနိုင်တဲ့အတန်စွမ်းအင်တီထွင်ကြံစနိုင်တဲ့ဉာဏ်စွမ်းအင်ကခုန်နိုင်တဲ့အမှုပညာစွမ်းအင်နဲ့လူသားမျိုးနွယ်တွေကို ထပ်ပြီးတော့မှမျိုးပွားပေးနိုင်တဲ့စွမ်းအင်အထိအမျိုးမျိုးသော စွမ်းအင်တွေကိုဆက်လက် ထုတ်လုပ်နိုင်ကြပါတော့တယ်။နေမင်းကြီးစီကနေတက်ဆင်းလာတဲ့စွန့်အင်ဟာတဘာဝခေဟစနစ်ထဲမှာအဆင့်ဆင့်ကူးပြောင်းစီစဉ်လှုပ်ရှားနေလျက်ရှိပါတယ်။လူသားတွေအတွက်စုံလင်ခြားနာတဲ့စားစရာအမျိုးမျိုးအဖြစ်ဆက်လက်ဖြစ်ပေါ်စေနေပါတယ်။လူသားကလူသားတွေကြီးပဲနေထိုင်လို့မဖြစ်နိုင်ပါဘူး။ စုံလင်ခြားနာတဲ့တဘာဝဂေဟယံဝံ မျိုးစုံ အပေါ်မှာအမိတဟဲပြုပြီးတော့မှ ရှင်သန်နေထိုင်နေကြရတာပါဒီတော့လူသားတူအနေနဲ့မိမိရဲ့ရှင်သန်ယက်တီနိုင်ရေးအတွက်ဘာတွေကဘယ်လိုပံ့ပိုးကူညီနေကြသလဲဆိုတာသိအောင်စူးစမ်းခြင်းဂယုတစိုက် ပြုစုပေးခြင်းဟာ ကြီးမြတ်သောပညာရေးတည့်ရပါပဲလို့ ဝေင့ပြောပြလိုက်ခြင်းပဲဖြစ်ပါတယ်။နားဆင်ပြီးလို့ကျေးဇူးပါခင်ဗျာ။ကျွန်တော်ကကိုပီတီပါ။